ားလုံးပဲမင်္ဂလာပါဝေဆန်းဆဲပညာဒါနာ class ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ဆိုရင်ပေါ့နော်သင်ခန်းစာက အပိုင်း7ထိရောက်လာပြီဆိုတော့သင်ခန်းစာတဖြည်းဖြည်းတော့များလာပြီပေါ့နော်အားလုံးလည်းပဲသင်ခန်းစာများလို့လေ့လာရင်းလေ့လာရင်းနဲ့ပေါ့နော်စိတ်ဝင်စားရှိလာမယ်လို့တော့ထင်ပါတယ်အဲ့တော့အစမှာတော့အခက်အခဲတော့များစွာရှိတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့စူးစမ်းပြီးတော့လေ့လာသွားမယ်ဆိုရင်တော့ဂျပန်စာဘောနော်ဒီကျွမ်းကျင်ပိုင်နိုင်တဲ့အခြေအနေမျိုးအထိရောက်လာမှာမို့လို့ဆက်ပြီးတော့စူးစမ်းပြီးဖို့အတွက် ြောလဲပါတယ်။အဲ့ဒါဆိုရင်ဒီနေ့သင်မဲ့သင်ခန်းစာကိုဆက်ပြီးတော့ကြည့်ကြရအောင်နော်။အဲ့ဒီမှာဆိုရင်ဒီနေ့တင်မဲ့သင်ခန်းစာကတော့ပေါ့နော်ဒီအပန်၄တန်မြောက်ရောက်လာပြီပေါ့နော်ပြောမယ်ဆိုရင်တဖြည်းဖြည်းနဲ့တော့၄တန်မြောက်ရောက်လာပါပြီဒီမှာဆိုရင်၄တန်မြောက်မှာဆိုရင်ဘယ်လိုအတန်ထွက်မလဲဆိုရင် y o ကိုကြတော့ယောဆိုပြီးတော့ဖတ်မယ်ပေါ့နော်ယောယောကိုမှနောက်ကဥလေးနဲ့အရှိမာဒါတင်ပြီး y ပေါ့နော်ပြောမယ်ဆိုရင်တော့ အိုကိုဘာဖြစ်မှလဲဆိုရင်နောက်ကယူပေါ့ပြောမယ်ဆိုရင်ဥနဲ့ပေါ့နော်အိုနဲ့ဥနဲ့အတန်ဆွဲရင်အရှင်းမတင်ထားပါတယ်အိုဆိုပြီးတော့ပြောတယ်အိုအဲ့တော့ဒီမှာဆိုရင် yo ကကြတော့ယောယောကိုမှနောက်ကဥနဲ့အတန်ပေါင်းလိုက်မယ်ပေါ့နော်ပြောမယ်ဆိုရင်တော့အတန်ဆွဲမယ်ဆိုရင်ယောဆိုပြီးတော့ဖြစ်သွားပါမယ်ယောနောက်ကအိုနဲ့အန်နဲ့ပေါင်းလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့အွန်းအဲ့တော့အကုန်ပေါင်းလိုက်ရင်ယောအွန်းယောအွန်း ဂျောအုံးဆိုတာက အတန်ပေါင်းချင်းဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့အခုတင်မဲ့သင်္ကန်းစာကဂျောအုံးလို့ခေါ်တဲ့အတန်ပေါင်းချင်းဆိုတဲ့သင်္ကန်းစာဆက်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်အားစိန်ပြန်ပြီးတော့ကြည့်ပါမယ်နော်အဲ့တော့ခုနကဆိုရင် yo ကကြတော့ yo yo ပုံမှာ u နဲ့အတန်ပေါင်းရင်ပြောမယ်ဆိုရင်အတန်ဆွဲမှာပေါ့နော် yo ဆိုပြီးတော့ဖြစ်သွားမယ်နောက်က o နဲ့ n နဲ့ပေါင်းရင် on အဲ့ဒါနှစ်တန်ပေါင်းတဲ့အခါကျမှ yo on ဆိုပြီးတော့ဖြစ်သွားပါမယ် yo on yo ဆိုတာက အတန်ပေါင်းခြင်းဖြစ်သွားမယ် အဲ့တော့အတန်ကဘယ်အတန်နေနဲ့ပေါင်းမလဲဆိုရင်ဒီမှာစေပေါ့နော်အရှိကိုပြန်ပြောရမယ်ဆိုရင်အာအီအူအဲ ဟုတ်ဆိုပြီးတော့၅လိုင်းရှိရပေါ့နော်အာအီအူအဲအို၅လိုင်းရှိပါမယ်အဲ့ဒီ၅လိုင်းတွေကမဘယ်လိုင်းနေနဲ့အတန်ပေါင်းမလဲဆိုရင်ဤလိုင်းနဲ့အတန်ပေါင်းပေးပါမယ်နော်ဤလိုင်းတစ်လိုင်းနဲ့ပေါ့နော်ပြောမယ်ဆိုရင်အာလိုင်းဥလိုင်းအဲလိုင်းအိုလိုင်းနဲ့လုံးဝအတန်မပေါင်းပါဘူးဘယ်လိုင်းလဲဆိုတော့ဒုတိယလိုင်းဖြစ်တဲ့ဤလိုင်းတစ်လိုင်းနဲ့အတန်ပေါင်းပါမယ်အဲ့ဒီ e line တစ်လိုင်းနဲ့ဘာကိုအတန်ပေါင်းမလဲဆိုရင်ဘာနဲ့ပေါင်းမလဲဆိုရင်၃လုံးရှိတယ်ပေါ့နော် ya ရယ် why u ကကြတော့ u y o ကကြတော့ your ရ you your အဲ့ဒီသုံးလုံးနဲ့အတန်ပေါင်းပေးပါမယ်နော်ရ you your ဒါဆိုရင်ဒီဘက်မှာကြည့်ပါမယ်အဲ့တော့ e line မှာဆိုရင်ဘယ်လိုစလုံးမျိုးလေးတွေရှိတယ်ဆိုရင် ki ကကြတော့ ki s h i she c h i t l i n e h i he m i me r i re g i g j i g j i g B I B P I P ဆိုပြီးတော့ထပ်သွားပါမယ်။အဲ့ဒီစလုံးလေးတွေနဲ့ပေါ့နော်။အဲ့ဒီ E line လေးတွေနဲ့အောက်ကရာ၊ယူ၊ယော၃လုံးနဲ့အတန်းပေါင်းပေးပါမယ်။ပြန်ပြီးတော့ပြောမယ်ဆိုရင် kishi chini himiri giji ji bp ဆိုပြီးရရှိမယ်အဲ့ဒီစလုံးတွေကိုရယူယောသုံးလုံးနဲ့အတန်ပေါင်းပေးပါမယ်အားဆိုရင်ပထမဆုံးအတန်ပေါင်းတဲ့ဟာလေးကြည့်မယ်ပေါ့နော်အမဆိုရင်ပထမဆုံးဘာလေးနဲ့အတန်ပေါင်းမလဲဆိုရင် ki ဆိုတဲ့ ki ပေါ့နော် အဲ့တော့ KI ကကြတော့ K အဲ့ဒီ K ကိုဘာတွေနဲ့အတန်ပေါင်းမလဲဆိုရင်သူကရာယူယော်နဲ့ပေါင်းမှာဖြစ်တဲ့အတွက်ရာယူယော်ဆိုပြီးအရှိမယ်နော်အဲ့ဆိုရင် K ကိုရာနဲ့ပေါင်းမယ်ပေါ့နော် ပုံမှန်ဆိုရင်အဲ့ဒီအတန်ကကြတော့နှစ်တန်ဖြစ်သွားမှာပြောမယ်ဆိုရင် K ရ K ရအဲ့ K ကိုရာနဲ့ပေါင်းလိုက်ရင်ဘာဖြစ်သွားလဲဆိုတော့ KYA K ကျဆိုပြီးတော့ဖြစ်သွားမယ်။ပြမဆယ်လုံးကြီးတဲ့အတန်လေးပေါ့နော်။လုံးကြီးတဲ့အတန်လေးပျောက်သွားပြီးတော့ ခိရကနေပြီးတော့ခက်ဆိုပြီးတော့ဖတ်သားမယ်ခက်ခက်အဲ့တော့ဒီမှာခိနဲ့ရာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ခက်ဆိုပြီးတော့ဖတ်သားမယ်ပြောမစဲနှစ်တန်ပေါင်းလိုက်တာပေါ့နော်နှစ်တန်ကိုတစ်တန်နဲ့ဖြစ်အောင်ပေါင်းလိုက်တာပါအဲ့တော့ခိနဲ့ရာနဲ့ပေါင်းရင်ခက်ခိနဲ့ယူနဲ့ပိုင်းရင် KYU ခိဆိုပြီးရရှိမယ်။နောက်တော့ခုကခိနဲ့ယောနဲ့ပိုင်းရင် KYO ချော KYQ ချော KYQ ချော KYQ ဆိုပြီးရဖြစ်သွားပါမယ်။ နောက်တစ်လိုင်းဆက်သွားမယ်နော်နောက်တစ်ခုကကြတော့ SHI sheet ဆိုတဲ့ line လေးပါ SHI sheet အဲ့ဒီ sheet ကိုရာရူရောတော့လုံးနဲ့ပေါင်းပါမယ်ပေါင်းမယ်ဆိုရင် sheet နဲ့ရနဲ့ပေါင်းလိုက်တယ်ဆိုရင် ပေါမန်စဲနှစ်တန်ထွက်မယ်ပေါ့နော်ရှီယာရှီယာခုနပြောသလိုပဲအပေါ်ကလုံကြီးတဲ့အတန်လေးဖြောက်လိုက်တဲ့အခါကျတော့ရှီယာကနေဘာဖြစ်သွားလဲဆိုတော့ခုနလိုမျိုးရှီယာလို့တော့မဟုတ်တော့ဘူးပေါ့နော်ဘာဖြစ်သွားလဲဆိုတော့ရှာဆိုပြီးအဖြစ်သွားပါမယ်။ရှိနဲ့ရနဲ့ပိုင်း S H A ရှာဆိုပြီးအဖြစ်သွားပါမယ်။ S H A ရှာ အဲ့တော့မှတ်ထားပေးရမှာကဒီရှကဘယ်ရလာလဲဆိုတော့မှတ်ထားပေးရပါမယ်။ဘာလို့လဲဆိုရင်ဟီရာကနရေးတဲ့အခါမှာဆိုရင်တလုံးချင်းစီကိုအတန်ပြန်ပေါင်းပြီးတော့ရေးရမှာဖြစ်တဲ့အတွက်ဒီရှကရှိနဲ့ရနဲ့ပေါင်းထားတယ်ဆိုတာလေးတော့သိရပါမယ်နော်။နောက်ခုကရှိနဲ့ယူနဲ့ပေါင်းလိုက်တဲ့အခါကျတော့ SHU ရှစ်ဆိုပြီးရဖြစ်သွားပါမယ်။ရှုကကျတော့ရှိနဲ့ယူနဲ့ပေါင်းထားတာပါ။ နောက်တစ်လုံးကရှိနဲ့ယောနဲ့ပေါင်းမယ်ဆိုရင် SH ကို short ဆိုပြီးတော့ဖတ်သွားမယ် SH ကို short အဲ့တော့ short ကကြတော့ရှိနဲ့ယောနဲ့ပေါင်းထားတာပါအဲ့တော့ပြန်ပြီးတော့ပြောမယ်ဆိုရင်ရှိနဲ့ရနဲ့ပေါင်းရင် sha ရှိနဲ့ယူနဲ့ပေါင်းရင် shu ရှိနဲ့ယောနဲ့ပေါင်းရင် short သုံးသပ်ပြန်ပေါင်းရင် sha shu short sha shu short ဆိုပြီးတော့ဖတ်သွားပါမယ် ။ဟာဆိုင်တတရားစလုံးဆက်သွားမယ်။တတရားစလုံးကကြတော့ CHI ခြိဆိုတဲ့စလုံးလေးပါ CHI ခြိ။အဲ့တော့ခြိကိုရ you ရတော်လုံးနဲ့ပေါင်းမယ်။အဲ့တော့ခြိနဲ့ရနဲ့ပေါင်းလိုက်တဲ့အခါကျရင်ခုနက sha shu shot ပုံတန်လေးပဲ။ခြိနဲ့ရနဲ့ပေါင်းလိုက်တဲ့အခါကျတော့ CHA ချဆိုပြီးရထားမယ်ချကကျတော့ခြိနဲ့ရနဲ့ပေါင်းထားတာပါ နောက်တစ်လုံးကချိနဲ့ယူနဲ့ပေါင်းတဲ့အခါကျရင် CHU CHU ဆိုပြီးဖတ်သားပါမယ်။ CHU ဆိုတာကချိနဲ့ယူနဲ့ပေါင်းထားတာပါ။နောက်တစ်လုံးကချိနဲ့ယောနဲ့ပေါင်းတဲ့အခါကျတော့ CHO CHO ဆိုပြီးဖတ်သားမယ်။ချော်ကကြတော့ချီနဲ့ယော်နဲ့ပေါင်းထားတာပေါ့နော်အဲ့တော့မှတ်ထားပြီးမယ်ဆိုရင်ချီနဲ့ယားနဲ့ပေါင်းချချီနဲ့ယူနဲ့ပေါင်းချူချီနဲ့ယော်နဲ့ပေါင်းချော်ချချူချော်ဆိုပြီးရထားပါမယ်ချချူချော် အဲ့ဒီလေလုံးမြောက်ဆက်ပြီးရောက်သွားပါမယ်။လေလုံးမြောက်ကကြတော့ L I N I ဖြစ်မှာနော်။ N I ကို yeah you yeah တော်လုံးနဲ့ပေါင်းပါမယ်။အဲ့တော့ N I နဲ့ yeah နဲ့ပေါင်းလိုက်တဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ L Y A ညဆိုပြီးရောက်ဖြစ်သွားပါမယ်။ L Y A ညညလို့တော့မဖတ်ဘူးပေါ့နော်။ညဆိုပြီးရောက်ဖြစ်သွားမယ်။ပြောမယ်ဆိုရင်ညနော်ညနေတက်ကညပေါ့နော်အေးရလာတာပါ။အဲ့တော့ N I နဲ့ yeah နဲ့ပေါင်းတဲ့အခါကျတော့ညာ နီနဲ့ယူနဲ့ပေါင်းရင် LYU ညညစရာကနီနဲ့ယူနဲ့ပေါင်းထားတာပါပြီးရင်နီနဲ့ယော်နဲ့ပေါင်းရင် LYO ညော်เนาะ LYO ညော်ညညညော်ညညညော်ဆိုပြီးတော့ဖြစ်သွားပါမယ်အဲ့တော့ပြန်ပြီးတော့ပြောပါမယ်ညညဆိုတာကနီနဲ့ယာနဲ့ပေါင်းတာပါညစရာကနီနဲ့ယူနဲ့ပေါင်းတာပါညောစရာကနီးနဲ့ယောနဲ့ပေါင်းထားတာပါညညညဆိုပြီးတော့ဖြစ်သွားပါမယ် အားဆိုရင်နောက်တစ်ခုဆက်ပြီးတော့သွားပါမယ်နော်ခုနကကြတော့နီလိုင်းလေးကိုသွားထားပါအဲ့တော့အခုဒီမှာဆိုရင် HI ဆိုတဲ့ heat ပေါ့နော် HI heat heat ကို၃ခုပေါင်းပါမယ် ya you yo အဲ့တော့ heat ကို ya နဲ့ပေါင်းလိုက်တဲ့အခါကျရင် HYA ya ya ha နဲ့ ya နဲ့ပေါ့နော် he ya ကနေပြီးတော့လုံးကြီးတဲ့အတန်လေးပြောက်သွားပြီးတော့ ha ဆိုပြီးတော့ဖြစ်သွားမယ် he နဲ့ ya နဲ့ပေါင်း ha ောက်ခုက he နဲ့ you နဲ့ပါတဲ့အခါကျတော့ hyu he ဆိုပြီးတော့ပြောသားမယ် hyu he နောက်ခုက he နဲ့ your နဲ့ပေါင်းလိုက်တဲ့အခါကျတော့ hyo here here hyu here ဆိုပြီးတော့ပြောသားပါမယ် here hyu here အဲ့တော့ here ဆိုတာက he နဲ့ your နဲ့ပေါင်းထားတာ he ဆိုတာက he နဲ့ you နဲ့ပေါင်းထားတာ here ဆိုတာက he နဲ့ your နဲ့ပေါင်းထားတာအဲ့တော့အကုန်ပြန်ပေါင်းမယ်ဆိုရင် here hyu here ဆိုပြီးတော့ပြောသားပါမယ် ရမယ်လို့ထင်ပါတယ်နော်။ဒါဆိုရင်နောက်တစ်ခုဆက်ပြီးရောက်သွားမယ်။နောက်တစ်လိုင်းကကြတော့ MI ဆိုတဲ့ me MI me အဲ့တော့ me ကို ya you your တော်လုံးနဲ့ပေါင်းပါမယ်။အဲ့တော့ me ပေါ့နော် MI က me me ကို ya နဲ့ပေါင်းတဲ့အခါမှာ MY a မြတ်ဆိုပြီးရောက်ဖြစ်သွားပါမယ်။ MY a မြတ်နော်မြတ်ဆိုပြီးရောက်ဖြစ်သွားမယ်။နောက်တစ်ခုက me နဲ့ you နဲ့ပေါင်းလိုက်တဲ့အခါကျတော့ myu mute ဆိုပြီးရောက်ဖြစ်သွားမယ်။ ောက်တစ်လုံးကမိနဲ့ယော်နဲ့ပါရင် myo မျော့ဆိုပြီးတော့ဖြစ်သွားပါမယ်เนาะအဲ့တော့ဘာဖြစ်သွားလဲဆိုရင်မြာ new မျော့ဆိုပြီးတော့ဖြစ်သွားမယ်မြတ်ဆိုတာကမိနဲ့ယာနဲ့ပေါင်ပါတယ် new ဆိုတာကမိနဲ့ယွန်းနဲ့ပေါင်ပါတယ်မျော့ဆိုတာကတော့မိနဲ့ယော်နဲ့ပေါင်ပါတယ်အဲ့တော့သုံးခုပြန်ပေါင်မယ်ဆိုရင်မြာ new မျော့ဆိုပြီးတော့ဖြစ်သွားပါမယ်အဲ့ဒါဆိုရင်ကြည်ပါမယ်နော်ပြန်ပြီးတော့အတန်ထွက်ပြပေးပါမယ် kia kiu kio sha shu sho cha chu Ny -ny -ny Ny -ny -ny so, cho nya nyu nyo hia hiu hio nya nyu nyo so bia to da ba me ya ba me no a ra so yin naw ta myan na sa bia to ba me အဲ့တော့နောက်တစ်မျက်နှာကဘာလိုင်းလေးလဲဆိုရင်ဒီမှာ ri ဆိုတဲ့ a ပေါ့နော် ri ri ကို ya yeah. you your နဲ့ပေါင်းပါမယ်အဲ့တော့ re နဲ့ ya နဲ့ပေါင်းလိုက်တဲ့အခါကျရင်ဘာဖြစ်သွားလဲဆိုတော့ re ဆိုပြီးတော့ဖြစ်သွားပါတယ် re နဲ့ you နဲ့ပေါင်းတဲ့အခါကျရင် re ဆိုပြီးတော့ဖြစ်သွားမယ် re နဲ့ your နဲ့ပေါင်းလိုက်တဲ့အခါကျရင် re ဆိုပြီးတော့ဖြစ်သွားမယ်เนาะအဲ့တော့ဒီ re မှာကနှစ်တန်းရှိရပေါ့เนาะအရှိမတွေကအတန်တင်ကလေးကပြောပါတယ် ya ကအတန်နဲ့ လအတန်ဆိုပြီးတော့နှစ်တန်ထွက်တယ်ပေါ့နော်အခုရာကောင်းအတန်နဲ့ထွက်တဲ့ခါကျရင်တော့နည်းနည်းလေးပေါ့နော်ဖက်ကတာနည်းနည်းလေးရှာလိုက်ပါလိမ့်မယ်နော်အဲ့တော့ renea နဲ့ပါ rea renea ယူနဲ့ပါ renea ယောနဲ့ပါ rea အဲ့တော့ rea rea ဆိုပြီးတော့ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ကိုမကနည်းနည်းလေးအတန်ထွက်ရလွယ်တဲ့စလုံးဖြစ်တဲ့လအတန်လေးနဲ့ထွက်ကြည့်ရအောင်နော်အဲ့တော့လအတန်နဲ့ထွက်မယ်ဆိုရင်နော်အာအင်ကကြတော့ကိုမလိုမျိုး read မဟုတ်တော့ဘဲနဲ့ lit ဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့ li နဲ့ ya နဲ့ပေါင်းလိုက်တဲ့ခါကျရင် lea ဆိုပြီးတော့ဖြစ်သွားလိမ့်မယ် လေယပေါ့နော်ပြောမယ်ဆိုရင်လီနေယနဲ့ပေါင်းလေယလီနေယူနဲ့ပေါင်းတော့လီယူဆိုပြီးအဖက်သားမယ်လီနေယော်နဲ့ပေါင်းရင်လေယော်လေယလီယူလေယော်ဆိုပြီးအဖက်သားပါမယ်လေယလီယူလေယော်ရပါမယ်နော်နောက်တစ်ခုကကြတော့ GI ဆိုတဲ့ GI 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 အဲ့တော့ GI ကိုယာယူယော်တော်လုံးနဲ့ပေါင်းပါမယ်အဲ့တော့ ဂီးနဲ့ရနဲ့ပေါင်းလိုက်တဲ့အခါကျတော့ GYA ဂီယဆိုပြီးတော့ဖြစ်သွားမယ် GYA ဂီယနောက်ခုကဂီးနဲ့ယူနဲ့ပေါင်းလိုက်တဲ့အခါကျတော့ GYU ဂီးဆိုပြီးတော့ဖြစ်သွားမယ်ဂီးနဲ့ယောနဲ့ပေါင်းလိုက်တဲ့အခါကျရင် GYO ဂီယ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 ဆိုပြီးတော့ဖြစ်သွားမယ်ဂီယဂီယဂီယအဲ့တော့ဂီယဆိုတာကဂီးနဲ့ရနဲ့ပေါင်းတဲ့ဂီးဆိုတာကဂီးနဲ့ယူနဲ့ပေါင်းတဲ့ဂီယဆိုတာကဂီးနဲ့ယောနဲ့ပေါင်းတဲ့ ဲ့တော့သုံးလုံးပြန်ပါမယ်ဆိုရင် Gia, Giu, Gio ဖြစ်သွားပါမယ်နော်အားစရင်ရှေ့ကပြန်ဖတ်ပြမယ်ဆိုရင် Lia, Liu, Leo, Gia, Giu, Gio ဆိုပြီးတော့ဖြစ်သွားပါမယ်ကဲပါအဲ့ဒါဆိုရင်နောက်ခုဆက်ပြီးတော့ဖတ်ပြမယ်နောက်ခုကကြတော့ JI ကကြတော့ G နော် JI ကကြတော့ G ဒါနဲ့မမပါနဲ့နော် G နဲ့မမပါနဲ့အပေါ်ကကြတော့ GI ကကြတော့ G ပြောမယ်ဆိုရင် ဒါကကြတော့ JI ကကြတော့ G ဆိုပြီးတော့ဖြစ်သွားမယ်เนาะ JI ကကြတော့ G เนาะမတူပါဘူးเนาะအဲ့တော့ဒီမှာဆိုရင် JI ဆိုတဲ့စလုံးပေါ့เนาะ JI ဆိုတဲ့စလုံးမှာဆိုရင် JI ကကြတော့အတန်ထွက်ကကြတော့ G ဖြစ်တဲ့အတွက်ပေါ့เนาะ G ကိုအနေ sorry ပါအဲ့တော့ G ကိုဘာနဲ့ပါမလဲဆိုရင်ဟောရှား ယူယောတော်လုံးနဲ့ပေါင်းကြည့်အောင်နော်အဲ့တော့ဂျီနဲ့ရာနဲ့ပေါင်းတဲ့အခါကျတော့ဂျေရတွေဂျီယူတွေမလာတော့ဘူးနော်ဘာဖြစ်သွားလဲဆိုတော့ဂျီနဲ့ရာနဲ့ပေါင်းလိုက်တဲ့အချိန် J A ဂျာဖြစ်သွားမယ်အဲ့တော့ဂျီနဲ့ယူနဲ့ပေါင်းရင် J U ဂျုဖြစ်သွားမယ်ဂျီနဲ့ယောနဲ့ပေါင်းရင် J O ဂျောဆိုပြီးတော့ဖြစ်သွားမယ်ဂျာဂျုဂျောဖြစ်သွားပါမယ်ဂျာဂျုဂျောနော်အဲ့တော့ပြန်ပြီးတော့ပြောမယ်ဆိုရင် J A ကဂျာဂျာဆိုတာကဘာဖြစ်မှာလဲဆိုတော့ဂျီနဲ့ရာနဲ့ပေါင်းဂျုဆိုတာကဂျီနဲ့ယူနဲ့ပေါင်းဂျောဆိုတာကကြတော့ဂျီနဲ့ ဂျော်နဲ့ပါနေအဲ့တော့သုံးသံပြန်ပါလိုက်ရင်ဂျာဂျူဂျော့ဆိုပြီးတော့ဖြစ်သွားပါမယ်အဲ့တော့ဒီဘက်ကလည်းတူတူပါပဲเนาะအတန်ထွက်ကတော့တူတူပါပဲဒါပေမဲ့ရေးတဲ့အခါကျရင်တော့အေးသားလေးနည်းနည်းလေးကွာပါမယ်เนาะဒီရှေးကဂျီကကြတော့ဘယ်ကနေလာတာလဲဆိုတော့ရှီကွာနေလို့ပြောလာတာအဲ့ဒီရှီကုံမှာအတန်မာလိုက်တော့ဘာဖြစ်သွားလဲဂျီဖြစ်သွားတာเนาะဒါကူကကြတော့ဒီဒုတိယမြောက်ချီကကြတော့ဘယ်ကနေလာတာလဲဆိုတော့ CHI ချီကနေလာတာချီကိုအတန်မာလိုက်လို့ GI ဆိုပြီးတော့ ကြီးဆိုပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့နောက်ခုကတော့အတန်ထွက်ကတော့ဂျာဂျူဂျော်လို့အတန်ထွက်တယ်ဆိုပေမဲ့အရေးသားမှာတော့နည်းနည်းလေးကြွားဟမှုရှိပါမယ်နော်အားစရင်နောက်တစ်ခုပေါ့နော် BI ဆိုတဲ့ B သွားပါမယ်အဲ့ဒါ BI ကကြတော့ B B ကို yeah you yeah တောင်းလုံးနဲ့အတန်ပေါင်းလိုက်မယ်ဆိုရင် B နဲ့ Y နဲ့ပေါင်းရင် BYA ပြဆိုပြီးတော့ဖြစ်သွားမယ် B နဲ့ U နဲ့ပိုင်း BYU ဖြစ်သွားမယ် B နဲ့ Y နဲ့ပိုင်း BYO ပြော့ပြာပြူပြော့ဆိုပြီးဖြစ်သွားမယ်ပြာပြူပြော့အဲ့ဒါပြာဆိုတာက B နဲ့ Y နဲ့ပေါင်းပြူ B နဲ့ U နဲ့ပေါင်းပြော့ B နဲ့ Y နဲ့ပေါင်းသုံးတန်ပြန်ပေါင်းရင်ပြာပြူပြော့ဆိုပြီးဖြစ်သွားမယ်အဲဆိုရင်နောက်ဆုံးစလုံးဖြစ်တဲ့ PI ဆိုတဲ့ P P ကို Y U ယောနဲ့ပေါင်းပါမယ်အဲ့တော့ p နဲ့ y နဲ့ပေါင်းလိုက်တဲ့အခါကျတော့ pya ပြတ်ဆိုပြီးရဖြစ်သွားမယ် p နဲ့ u နဲ့ပေါင်းရင် pyu ပြုတ်ဖြစ်သွားမယ် p နဲ့ y နဲ့ပေါင်းရင် pyo ပျော်ပြတ်ပြုတ်ပျော်ပြတ်ပြုတ်ပျော်ပြတ်က p နဲ့ y နဲ့ပေါင်းပြုတ် p နဲ့ u နဲ့ပေါင်းပျော် p နဲ့ y နဲ့ပေါင်းအဲ့တော့သုံးသံပြန်ပေါင်းရင်ပြတ်ပြုတ်ပျော်ဆိုပြီးရဖြစ်သွားပါမယ်ကဲပါအားစင်ပြန်ပြီးတော့အတန်လေးတွေပြန်ထွက်ပြပါမယ်နော် လီယာလီယူလီယောဂီယာဂီယူဂီယောဂျာဂျူဂျောဂျာဂျူဂျောပြာပြူပျောပြာပြူပျောဆိုပြီးတော့ပြောသွားပါမယ်နော်။ကဲပါအဲ့ဒါဆိုရင်နောက်ဆုံးပေါ့နော်။တစ်ခေါက်နေနဲ့အစားအဆုံးပြန်ပြီးတော့ဖတ်ပြပေးပါမယ်။ Cái vá chim mẹ xe nó Kia, kiu, kiu Sha, chu, sho Cha, chu, cho Nha, như, nhớ Hia, hiu, hiểu Nha, như, nhớ Lea, liu, liu Kia, kiu, kiu Cha, chu, cho Cha, ja, chu, cho ကြောပြာပြူပြောပြာပြူပြောအဲ့ဒါဆိုရင်ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုံးနားလေသဘောပေါက်မယ်လို့တော့ထင်ပါတယ်အဲ့တော့အတန်ထွက်တိကတော့နည်းနည်းလေးပေါ့နော်တဖြည်းဖြည်းနဲ့ခက်လာတာဖြစ်တဲ့အတွက်တဖြည်းဖြည်းချင်းလှုပ်သွားရင်းနဲ့ပေါ့နော်ရသွားမယ်လို့တော့ထင်ပါတယ်အဲ့ဒါကြောင့်မလို့ဂျပန်စာသင်ရင်းနဲ့စိတ်ထဲမကြပဲနဲ့ရှေ့ဆက်ပြီးရောပေါ့နော်လေ့လာပေးဖို့အတွက်အဲမြင့်တာရက်ခံပါတယ်โอเคပါအားလုံး တက်ဒီနေ့ပေါ့နော်ကျေးဇူးများတင်ပါတယ်ရှင်